မင်္ဂလာပါရှင်မန္တလေးခေတ်ကကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မုံရွာအချင်းဆိုင်နောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိတိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဟရင်ကွင်းတို့ကိုတရားခုနှစ်မှာမှရှော့တိုက်တုံများနဲ့တိုက်ခိုက်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။သခိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခတပ်အတွင်းရှိတိုင်းစစ်ဌာနချုပ်ရုံးနဲ့ရဟရင်ကွင်းတို့ကိုတရားခုနှစ်မှာမှရှော့တိုက်တုံနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Press Warrior for မြန်မာမှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါတယ်။ မလ23ရက်ည9:43မိနစ်ချိန်မုံရွာမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခအတွင်ရှင်တိုင်းစစ်ဌာနချုပ်ရုံးနဲ့ MI 70ရဟန်းရင်ရနာခွင်းတို့ကိုတရားခွင်မှာမှရှော့လိုက်တုံတုံးလုံးနဲ့ပြစ်ခတ်ခဲ့ရနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့ကြောင်းသိရပါတယ်ပြစ်မှတ်စီကိုအတက်နိုင်ဆုံးအနည်းဆုံးချိန်ရွယ်ပြစ်ခတ်ခဲ့ပါတယ်ထိခိုက်သေးဆုံးမှုကိုတော့စုံစမ်းနေသေးပါတိရရင်ထပ်ပြောပေးပါမယ်လို့ Brace Warrior for Myanmar မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းထိခိုက်ပျက်စီးမှုအခြေအနေနဲ့ပတ်သက်ပြီးဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး ်သိရှိရတဲ့အချက်အလက်တွေကိုဆက်လက်ထုတ်ပြန်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်။အဆိုပါတိုက်ခိုက်မှုကို Brace Warrior for Myanmar BWM ဖွင့်ရင်ဦးဆောင်စီမံမှုနဲ့ Federal Revolution for ရန်ကြီးအောင်ဘူတလင်း Sheru Mhonwa Democratic Ranger ဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကစကိုင်းတိုင်းမကူတိုင်းနဲ့ချင်းပြည်နယ်တို့ရှိလက်ယုံတပ်ဖွဲ့တွေကိုစစ်ရေးကုကဲမှုပြီးနေတဲ့အရေးပါတဲ့စစ်ဌာနချုပ်ဖြစ်ပြီးအဲ့ဒီဒေသတွေရှိပြည်သူတွေကိုစစ်ကြောင်းထိုးတပ်ဖြတ်ခြင်းအစုလိုက်ပြောင်းလိုက်တပ်ဖြတ်ခြင်းလီရင်များဆက်တက်နေသည့်များနဲ့ဘုံကျဲတပ်ဖြတ်ခြင်းတို့ပြုလုပ်နေတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အတွက်ဖက်စစ်တော်လိုင်းရင်းဒီအကျိုးလက်ဆောင် BWM Mission 32အဖြစ်သတ်မှတ်ပြီးပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ BWM နဲ့မဟာမိတ်ဖွဲ့ရင်းနေနဲ့အာနာသိန်းစစ်ကောင်စီကိုအမြင့်ပြတ်ချိန်ပုံနိုင်ဖို့အတွက်စစ်ကောင်စီရဲ့လေလက်ပါဝင် အကြီးစားစီရင်အချက်အချာနေရာတွေကို ပြတ်မှတ်တာဦးတည်ပြီးရည်ရွယ်ချက်တူတဲ့ဖွဲ့ရင်းနဲ့လက်တွဲကဒီဇိုင်းမှန်မှန်စူးစမ်းတိုက်ပွဲဝင်နေမှာဖြစ်ကြောင်းအတည်ပြုထားပါတယ်။ ဆက်လက်ပြီးမင်းအောင်လိုင်းရဲ့ကြောင်ချောက်ကြအိမ်မက်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလမှာစစ်ကောင်ဆောင်မင်းအောင်လိုင်းကရုရှားသမ္မတဗလာဒီမာပူတင်ပြီးမှထိုင်နေပြီးရုရှားကောင်ဆောင်ကဗုဒ္ဓဘာသာရပြားဒိတ်တော်လာမဟာပုဂ္ဂိုလ်ဖြစ်ကြောင်းပြောကြားပါရတယ်။အဲ့ဒီလိုပြောဆိုခြင်းကလွန်စွာအောင်ပွဲဖြစ်ကြောင်းပြသပါရတယ်။ချဲ့ကပြောဆိုခြင်းကိုနားလည်နိုင်တော်လဲပုံမှန်နဲ့ဆိုင်တဲ့ရည်ရွယ်ချက်ကထင်ရှားပါရတယ်။မြန်မာမှာဒုက္ခရောက်နေတဲ့စစ်ကောင်ဆောင်ကမစီမဆိုင်မြောက်ပင်ပြောဆိုစေကမူအင်အားကြီးနိုင်ငံတစ်ခုထံမှတရားဝင်မှုကိုမျှော်လင့်ချက်ကင်းမဲ့စွာတောင်းခံနေခြင်း င်းဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကမင်းအောင်လိုင်းရဲ့စကကလုံးနေဖြစ်စေလုံရက်တီဖြစ်စေပကတိအခြေအနေကိုမထင်ဟခြင်းဖြစ်ပါတယ်။မင်းအောင်လိုင်းကအချို့ခံမှန်းတွက်ချက်မှုတွေရာမြန်မာပိုင်နဲ့ရဲ့30ရာခိုင်နှုန်းအောက်ကိုသာထိန်းချုပ်နိုင်တဲ့စက်ကောင်စီကိုဦးဆောင်နေတယ်။ညီနာမဟာမိတ်သုံးဖွဲ့ဦးဆောင်နေတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းတွေကြောင့်စစ်မျက်နှာအများပြားမှာစစ်တပ်ဆုတ်ခွာနေရတယ်။တချိန်ထဲမှာအတိုက်ခံအမျိုးသားညီညွတ်ရေးဆိုရာ NUG ကနိုင်ငံတကာ ထောက်ခံမှုရနေပြီးအမျိုးမျိုးသောတော်လိုင်းလှုပ်ရှားမှုတွေက၎င်းတို့ရဲ့ထိုးစစ်တွေကိုပုံမှန်ညှိနှိုင်းစ ဆောင်ရွက်လာတယ်။ဒီလိုဖြစ်နေပြီးမြေ၄နှစ်တန်းရှိအာနာသိန်းစစ်ကောင်စီရဲ့ထိန်းချုပ်မှုထင်ရောက်ထင်မှားဖြစ်ခြင်းကိုဖတ်တွေ့ထားပြီးအခုနှစ်မှာရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့အတိတ်ပဲမရှိတဲ့ကတိကိုပေးနေ။ဒီရွေးကောက်ပွဲကလွတ်လပ်မြတ်တာတရားဝင်မှုဖြစ်စေမယ်လို့ယူဆသူအနေငယ်သာရှိပါတယ်။ကာကွယ်ဆောင်ရှောက်မှု အသေးအတန်လို့နီမော်စကိုရောက် မင်းအောင်လိုင်းရဲ့စကားတွေကမြောက်ပင့်ပြောဆိုခြင်းတသက်မဟုတ်တချက်ပြောဆိုမှုဖြစ်ပါတယ်။ရုရှားကမြန်မာအတွက်အားထားနိုင်တဲ့လက်နက်ရောင်းချသူလက်နက်နဲ့ကုလသမဂ္ဂမှာတန်တမန်ရေးအကာအကွယ်ပေးနိုင်တဲ့နိုင်ငံအနေငယ်နဲ့တနိုင်ငံဖြစ်ပါတယ်။သမရပူတင်ရဲ့ယုံကြည်အားလောက်တဲ့အထောက်အထားမရှိရင်ဗုဒ္ဓဘာသာအကိုအကကိုအသုံးချခြင်းဖြင့်မင်းအောင်လိုင်းကရုရှားရဲ့ထောက်ခံမှုတွေကိုပြားဒိတ်တော်ဖြစ်လာသည့်သဘောမျိုးပုံဖော်ပြီးလက်ရှိနိုင်ငံရေးအခြေအနေကိုဘောင်ကျော်ပါတယ်။သမရပူတင်ကလည်းဆက်လက်ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်မှုံဝါဝါအာမခံချက်တွေကအပအချမ်းဘာမှပြလဲ မပင်းအပ်ပါဘူးပြောရမယ်ဆိုရင်ယူကရိန်းမှာနုံနစ်နေတဲ့သမ္မတပူတင်ကမြန်မာကိုဒုတိယဦးစားပေးဖြစ်တာမြင်ပါတယ်မိဖက်လို့မမြင်ပဲအကွက်ရွှေ့စရာစစ်တွင်ရင်နဲ့ရုပ်ဖြစ်တာမြင်ပါတယ်ဒါပေမဲ့စစ်ကောင်စားမင်းအောင်လိုင်းကစစ်ကောင်စီရဲ့အခြားနိုင်ငံတကာထောက်ခံသူဖြစ်တဲ့တင်ရုပ်ရဲ့ တရုတ်ရဲ့ပိုမိုအပင်းယူဆံပြီးရှုပ်ထွေးတဲ့ကစားနည်းကိုတည်တာတာကြောင့်ရုရှားဘက်ကိုချိန်မာတဲ့တရုတ်ကစစ်ကောင်စီကိုတန်တမန်ရင်းနဲ့စီးပွားရေးထောက်ခံမှုပြီးတော့လေမြန်မာမှာတိုင်းရင်းသားလက်နက်ကင်ဖွဲ့စည်းရင်းနဲ့ဆက်ဆံရေးထိန်းသိမ်းထားပြီးမြည်သူအနိုင်ရသည့်ဖြစ်စေ၎င်းရဲ့ဩစာကိုဆက်လက်ခိုင်မာစေပါတယ်စစ်ကောင်စီရဲ့ကြီးထွားနေတဲ့စစ်မြေပြင်ဆုံးရှုံးမှုတွေမှာစစ်တပ်မှအငင်းစားများကိုပြန်လည်ခေါ်ယူရပြီးစစ်မှုထမ်းလို့တဲ့နိုင်ငံသားတွေကိုအလင်းအမြန်နိုင်ငံသားဖြစ်ခွင့်ပေးရစဉ်ဒီကိစ္စကပုံမှုပြောင်းကြတဲ့မိကုန်းဖြစ်လာပါတယ်လုံခြုံရေးဆိုင်ရာသူတည်တည်နဲ့ ရှားတိုင်းဆောင်ပါရှင်အန်တိုနီဒေးဗစ်ကမြန်မာစစ်တပ်ကဒီနောက်ကျင်းပမိတီကြာညှိနှိုင်းထားတဲ့လက်နက်ကိုင်ခုခံမှုကိုမြည်သည့်အခါမှာမကြုံဘူးလို့ရှင်းသားထားပါတယ်။ဒီအခြေအနေကအကြက်တဲကိုဖြေရှင်းဖို့အသက်ဝင်မှုမရှိတဲ့ပုံသဘောတူညီချက်၅ချက်အတွက်ဝေဖန်မှုအများပြားခံနေရတဲ့အရှိတောင်အရှာနိုင်ငံများအသင်းအာဆီယံကဒေသတစ်ခုလုံးကိုရှိုင်းခတ်တဲ့လူသားချင်းစာနာမှုအကြက်တဲအတွက်ပုံမှန်ကြီးမားလာတဲ့စိုးရိမ်မှုတွေကြားရည်တည်ချက်ပြောင်းလဲစေပါတယ်။ထူးခြားတာကအာဆီယံကရွေးကောက်ပွဲတစ်တွေကိုထောက်ခံမှုရပ်ဆိုင်ပြီးအဲ့ဒီအစားချက်ချင်းအပြစ် ခန့်ရဲ့စရင်ကတည်ငြိမ်မှုအတွက်တခုနဲ့တော့လက်တွေ့ကြတဲ့နိလန့်အဖြစ်တောင်းဆိုပါတယ်။အင်ဒိုနီးရှား၊မလေးရှားနဲ့စင်ကာပူတို့ကစစ်ကောင်စီကိုအပြင်းထန်ဆုံးဝေဖန်တဲ့နိုင်ငံတွေဖြစ်ပြီးအင်ဒိုနီးရှားကရန်လိုမှုတွေရပ်ဖို့တိတ်တဆိတ်ဆွေးနွေးပွဲတွေကိုဦးဆောင်ပါတယ်။ဒါပေမဲ့စစ်ကောင်ဆောင်မင်းအောင်လိုင်းကစစ်တပ်အောင်နိုင်ရင်ကသူ့ရဲ့တခုတည်းတော့ဆက်လက်ရှင်တိုင်နိလန့်ဖြစ်တယ်လို့မြင်လာကြောင်းအပြစ်ခန့်ရဲ့စရင်ရှိရွက်ချက်မလုပ်ခြင်းဖြစ်နိုင်ပါတယ်။အပေးယူလုပ်ဖို့အာဆီယံရဲ့တောင်းဆိုမှုတွေကိုမကြသေးမီကပင်ချခြင်းမှာမြန်မာအကြက်တွေက2026ခုနှစ်ထက်ကြော်လွန်ဖြစ်ပေါ်နေတဲ့ ဲ့သဘောဆောင်ပါတယ်။ ဝါရှင်တန် DC ရှိအမျိုးသားစစ်ကောလိပ်မှာရှေ့တောင်အာရှလုံခြုံရေးဆိုင်ရာကျွမ်းကျင်သူပါမောက်ခဇက်ဂါရီအပူဇာကအပေးယူလုပ်ဖို့မင်းအောင်လိုင်းရဲ့ညှင်းဆန်မှုကနိုင်ငံရေးအတွက်ချက်မှားခြင်းသာမကမြန်မာအစိမ့်စိမ့်မမကွဲခြင်းဆက်လက်ဖြစ်ပေါ်မယ့်အချက်လည်းဖြစ်တယ်လို့ကြေညာထားပါတယ်။မင်းအောင်လိုင်းရဲ့စစ်ပွဲအရှိန်ရနေစဉ်ဒေါအောင်ဆန်းစုကြည်ရဲ့ဩဇာမင်းမိန်လာပါတယ်။မြန်မာဒီမိုကရေစီအသွင်ကူးပြောင်းမှုမှာလက်လွတ်လို့မရတဲ့ခေါင်းဆောင်လို့တခါကမြင်ခဲ့ကြတဲ့ဒေါအောင်ဆန်းစုကြည်ကအခုကထောင်တွင်းမှာလုတ်ကင်နိုင်စွမ်းမင်းနေပြီးစစ်ကောင်စီမပြိုလဲပဲနိုင်ငံရေးပြန်လည်ရှင်သန်ဖို့ အလားအလာနေနေပါတယ်။အသက်88နှစ်ရှိပြီဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့စမ်းမိုင်းယူရင်းနေတယ်လို့သတင်းတွေထွက်ပေါ်နေပြီးသူကိုစစ်ကောင်စီသူကိုစစ်ကောင်စီကအထူးကြံနေပါခြုံနှောင်ထားပါတယ်။ဒေါအောင်ဆန်းစုကြည်ကိုခြုံနှောင်ထားရမှာလွတ်ပြေးခြင်းကစစ်တပ်နဲ့ဒီမိုကရေစီအင်အားစုတွေအကြားပြန်လည်ပြင်းထန်မှုကိုပြသတဲ့ရခိုင်ကစေအုပ်စုရဲ့ဖြူခွဲနည်းနဲ့မတူလက်ရှိဒေါအောင်ဆန်းစုကြည်ကိုဖမ်းဆီးခြုံနှောင်ထားခြင်းကအတိုက်ခံအင်အားစုကိုရခိုင်ကကဲ့သို့စိတ်လှုပ်ရှားစရာမဖြစ်စေ။လက်တွေ့မှာတော်လိုင်းလှုပ်ရှားမှုကဒေါအောင်ဆန်းစုကြည်ခံယူတဲ့လ လန်းချောင်းထက်ကြော်လွန်ဖြစ်ပေါ်တိုးတက်နေပါတယ်။လက်နက်ကင်တော်လိုင်းကြီးကနိုင်ငံရေးအပြောင်းလဲတွေအတွက်တခုနဲ့တော်လက်တွေ့ကြတဲ့လမ်းကြောင်းဖြစ်တယ်လို့မြင်နေအမြင့်လန်လိုတဲ့လူငယ်တွေကဥဆောင်နေပါတယ်။ဒီအယူဆကဒေါအောင်ဆန်းစုကြည်ကိုငြိမ်းချမ်းရေးနိုဘယ်ဆုရစေတဲ့ငြိမ်းချမ်းစွာဆန့်ကျင်သောနိလန်နဲ့ဆန့်ကျင်ဘက်ဖြစ်နေပါတယ်။ဒေါအောင်ဆန်းစုကြည်မရှိခြင်းကခေါင်းဆောင်မှုလက်လက်ချင်းဖြစ်စေပြီးရေရှည်မှအတိုက်ခံတွေကိုပိုပြီးအစိမ့်စိမ့်မှမှဖြစ်စေနိုင်ကစစ်တပ်အတွက်ဝမ်းသာပွဲရာဖြစ်စေနိုင်ပါတယ်။ဒါပေမဲ့မြမအနာဂတ်ကိုမြေလန်စနစ်ပဋိပက္ခတွေ ဒေတာမှထွက်ပေါ်လာတဲ့ပုံမှုခံယူချက်ပြင်းတဲ့တော်လိုင်းကောင်းဆောင်မျိုးဆက်သစ်တွေကဥဆောင်မဲ့လာလာရှိပါတယ်။ပုံမှုခြေပြက်တဲ့မိခွန်းတွေကဒေါအောင်ဆန်းစုကြည်ကိုဆက်ခံမဲ့သူတစုံတဦးရှိရဆိုရင်ပင်အဲ့လိုဘယ်သူလဲဆိုတဲ့မိခွန်းဖြစ်ပါတယ်။ NUG အတွင်းမှာမြည်သည့်ကောင်းဆောင်မှဒီမိုကရေစီလှုပ်ရှားမှုရဲ့ကောင်းဆောင်သစ်တွေအဖြစ်ထွက်ပေါ်မလာသေးသလိုမြည်သူမှလည်းဒေါအောင်ဆန်းစုကြည်ကဲ့သို့ညီညွတ်စေနိုင်သောဩဇာမရှိစစ်ကောင်းဆောင်မရလိုက်အတွက်ဒီပကတိအခြေအနေကဓာတ်သွားပေါ်ကပြားရည်ဆက်ဖြစ်ပါတယ်။တစ်ဖက်မှာဒေါအောင်ဆန်းစုကြည်ရဲ့ဩဇာမင်းမြင့်ခြင်းကအစဉ်အလာတိုက်ခတ်နေ ကိုအင်အားနည်းစေတဲ့အခြားတစ်ဖက်မှာဒေါ်အောင်ဆန်းစုကြည်မရှိတာကြောင့်စစ်မြေပြင်ဆုံးရှုံးမှုတွေကိုမင်းအောင်လှိုင်ရင်ဆိုင်ရစဉ်စေစက်ညီနိုင်အဖြေရှာခြင်းသဘောတရားအရချောင်းဝင်လှောက်ဆောင်ပေးနိုင်တဲ့ခေါင်းဆောင်မရှိဖြစ်စေပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ရဲ့အကြက်တဲကရှင်းလင်းမာတဲ့သူကမနိုင်တဲ့စစ်ပွဲကိုတိုက်နေပြီးဆုံးရှုံးမခံနိုင်တဲ့နိုင်ငံတကာပအဝင်ပတ်သက်မှုတွေကိုကြောခိုင်းကတင်ရဝင်မှုအကြက်တဲကိုပုံမှုဆုံးရစေပါတယ်။ဒီအကြက်တဲကအခုနှစ်ကုန်မှကျင်းပမယ်လို့မင်းအောင်လှိုင်ကြေညာထားတဲ့ရွှေကောက်ပွဲကဖြည့်ရှင်းပေးနိုင်တဲ့အကြက်တဲမဟုတ်တချိန်ထဲမှာရုရှားမှာခံကန္နာနာကြေညာချက်တွေကြောင့်ဖြစ်စေပြည်တွင်းမှာစိတ်ဓာတ်လုံဆောင်တဲ့စကားတွေနဲ့ဖြစ်စေသူ့ရဲ့အင်အားထူထောင်မှုအားထုတ်မှုခက်ခဲတဲ့အမှန်တရားကိုမဖုံးကွယ်နိုင်ပါဘူးအမှန်တရားတွေမှာစစ်တပ်ရဲ့ချုပ်ကန်ကြဆင်းမှု အမှန်တရားတွေမှာစစ်တပ်ရဲ့ချုပ်ကန်မှုကြဆင်းနေပြီးစစ်ကောင်စီရှင်းတန်းရေးကိုပုံမှုချင်းချောက်ခံနေရကမင်းအောင်လှိုင်ရဲ့ကြီးကျယ်ခံထားတဲ့ထင်ရောက်ထင်မှာကြောက်ကြရဖြစ်မှုတွေရှိတော့လဲသူရဲ့အနာဂတ်ကပုံမှုတန်တရားဖြစ်เสียဖြစ်လာတယ်ဆိုတာကအမှန်တရားတွေဖြစ်တယ်ဆိုတဲ့အကြောင်းရေးသားထားတာကိုတင်ဆက်ပြလိုက်ရပါရှင်